ားလုံးပဲမင်္ဂလာပါ Amazon မှာစာအုပ်ဝယ်တဲ့အခါမှာဈေးဆက်တောင်းဘယ်လိုဝယ်ရမလဲဆိုတဲ့ဒီနည်းလေးအကြောင်းကျွန်တော်ပြပြပေးသွားချင်ပါတယ်ဟိုကျွန်တော်လည်းပေါ့နော်ဒီစာအုပ်လေးကတော့ TikTok ကနေတွေ့လာရပါတော့ TikTok ကအမတယောက်တင်နေတာတွေ့လာပြီးတော့ကျွန်တော်က screen shot ရိုက်ပြီးတော့ Amazon မှာတစ်ချက် share ခြင်းတယ်ပေါ့နော်အဲဒီစာအုပ်လေး share ခြင်းတဲ့အခါမှာတွေ့တယ်အမေဒီစာအုပ်ကိုရှာကြည့်တဲ့အခါမှာထူးခြားတာလေးတစ်ခုပါပါเนาะ။ဘာတွေ့လဲဆိုတော့ဒီမှာပေါ့เนาะ ဒီလိုပုံစံမျိုးလေးပေါ့နော်စာအုပ်ကတော့အဲသူကဘာအောက်မှာနည်းနည်းသွားကြည့်လိုက်တော့ကြတော့ဒီ save you good ဆိုတဲ့ဟာလေးတွေ့ရပါတော့เนาะ save you good ဆိုရင်တော့923အသစ်ဆိုရင်တော့1430ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီ save you good လေးကိုယူလိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပေါ့နော်ဈေးကတဝက်လောက်တက်တာဖြစ်တော့ပါတော့ကျွန်တော်ဒီစာအုပ်လေးယူမယ်ပေါ့နော်အဲဒီဟာဒီလိုပုံစံမျိုးလေးရလဲကန်ကောင်းမှရတဲ့တာပေါ့နော်အမြဲတမ်းတော့မရတဲ့ဘူးပေါ့နော်မရှိတော့ဘူးပေါ့နော်ရှိတဲ့ခါဆိုရင်တော့ ကိုဝယ်တဲ့ခါနဲ့ကြုံလို့ရှင်တော့ဒီလန်လေးသုံးကြည့်ပြီးတော့ဝယ်ဖို့အကြံပေးခြင်းနဲ့ပေါ့နော်ဒီမှာဆိုရင်လည်းဒီစိတ်ဝယ်ယူကော့စ်ပေါ့နော်အာတွေ့တယ်အဲ့တော့ဒီဆောင်လေးလည်းဒီ hue ကော့စ်အနေနဲ့ကျွန်တော်ယူမယ်ပေါ့နော်သူကနှစ်မျိုးရှိတယ်ပေါ့နော်အင်းကင်တဲ့ digital account တော့ဝင်မလားတော့မဟုတ် paper black ဝင်မလားပေါ့နော် paper black ဆိုတာကတော့ကျွန်တော်တို့ဒီ ဟာဘောနော်ဒီ physical စာအုပ်ကိုပြောတာဘောနော်ကင်တဲကတော့ကင်တဲ account ပါဘောနော်ကင်တဲဝယ်ပြီးတော့အ PDF file ပုံစံမျိုးနဲ့ဖတ်ရတဲ့ပုံစံမျိုးပေါ့နော်ဒီအဝယ်တဲ့ခါမှာလည်းအဲ့ဒါလေးတတိထားဖို့အကြံပေးခြင်းတော့ဘောနော်အကင်တဲဆိုရင်တော့ကျွန်တော်တို့ကကင်တဲ account ရှိမှသို့မဟုတ်ကင်တဲဖတ်လို့ရတဲ့ဟာရှိမှပေါ့နော်အဲ့လိုဖတ်လို့ရတဲ့ဟာပေါ့နော်ကျွန်တော်တို့က paper blank ဝင်ရမှာပေါ့နော်အပြင် physical စာအုပ်လိုချင်တာဖြစ်တဲ့အတွက်ပေါ့နော်အခုကတော့ဒီသူနဲ့ဆက်ဆက်နေတယ်ပေါ့နော်သူဒီ suggest လောက်ထားတဲ့စာအုပ်လေးတွေကိုကျွန်တော်လိုက်ပြီးတော့ကြည်နေတာပေါ့နော် ကျွန်တော်ဒီနှစ်အုပ်ပဲယူလိုက်တယ်ပေါ့နော်ပြီးရင်အရင်ကစာအုပ်လေးလည်းကျွန်တော်ထလက်စာရဲ့တခါတည်းခဏဝင်ကြည့်လိုက်တယ်ပေါ့နော်ဒီမှာတော့သူအဲ့လို save with you could မရဘူးပေါ့နော်ဒီစာအုပ်ကတော့ခဏထားထားတယ်ပေါ့နော်အဲ့တော့ proceed check out item ကိုနှိပ်လိုက်တယ်ပေါ့နော်ဒီ play order ပေါ့နော်ဒီမှာကတော့တခုဟိုဖြစ်တာက 2000မပြည့်တော့ဘောเนาะထူတော့မထူ delivery က900ကျော်တော့ကြာတယ်အများဆုံးအပြင်ကတော့ Amazon မှာဘောเนาะဒီ2000အောက်ဆိုရင်တော့ delivery ကပေးရဘောเนาะ2000အထက်ဆိုရင်တော့ delivery ကမကြောက်ဘောเนาะဒါပေမဲ့တချို့ပစ္စည်းတွေကဒီနိုင်ငံခြားပို့တဲ့ပစ္စည်းတွေဆိုရင်တော့ delivery က2000အထက်ဆိုရင်ပုံမဲ့လဲ delivery ကကြာတဲ့ပစ္စည်းတွေလည်းရှိတယ်ဘောเนาะအဲ့တော့ကျွန်တော်ကတခြားပစ္စည်းလေးနည်းနည်းလေး like ပြီးတော့ကြည့်လိုက်တယ်ပေါ့ဒါ delivery ကအဲဘယ်လိုတက်တာမလဲပေါ့နော်အဲ့တော့2000ပြည့်အောင်ဒီ N1 ရဲ့ဒုတိယဆုံး reading စာအုပ်လေးကိုကျွန်တော်တစ်ခါတည်းယူလိုက်မှာပေါ့နော်သူမကတော့အဲ့လိုခုနကလို save ရူးကိုစာအုပ်မရှိဘူးနော်အတစ်ပဲရှိတယ်အဲ့တော့ဒီဟာပဲယူလိုက်တယ်တော့ယူပြီးမယ်လဲပေါ့နော်2005မပြည့်ဘူးဒါပေမဲ့လည်းဒီတိုင်းပဲယူလိုက်တယ်ပြန်တော့ကျွန်တော်ပေးမန်းကတော့ဒီပိတ်ကြီးနဲ့ချိန်ပြီးတော့ပဲတခါနဲ့ပေးလိုက်တယ်ပေါ့နော်လေတာပိတ်ကြီးနဲ့ပေးလိုက်တယ် ီမှာက shipping fee က900ကျော်ကြာပြီးတော့ဒါပေမဲ့ discount ပုံစံမျိုးကတော့400ကျော်ရရပါတော့အဲ့တော့ဟိုလောက်ပဲပေးရတယ်ပေါ့900ကတော့ပေးယူပေးရတယ်ဆိုတဲ့သဘောပေါ့နော်ပြီးရင်ဒီမှာလည်း total က2000ပြည့်မသွားဘူးပေါ့နော်အဲ့တော့ plate order ကိုပဲယူပြီးတော့ပဲရှင်းဆက်သွားလိုက်တယ်ပေါ့နော်ဒီစာအုပ်လေးတွေပဲဝယ်လိုက်တယ် ျွန်တော်အရင်တစ်ခေါက်ကဒီ save with you code ပေါ့နော်ဝင်ထားတဲ့စာအုပ် condition လေးတစ်ချက်လောက်ကြည့်ကြည့်မယ်ပေါ့နော်အဲစာအုပ်ကတော့သူ့မှာတော့ပေါ့နော်အဲ့လို save with you code လို့တော့ရေးထားတယ်ပေါ့နော်ဒါပေမဲ့ဟိုစာအုပ်ကတော့ဒါတခြားဘယ်လိုပြောမလဲအစ်စ်တိုင်းပဲပေါ့နော်တခြားခါတွေတော့မပါဘူးပေါ့နော်အဲဆောက်ရပြရည်တော့အရင်မပါဘူးဘယ်နေရာမှာ error ပါလဲဆိုတော့လောလောဆယ်ကျွန်တော်လည်းရှာလို့မတွေ့သေးဘူးပေါ့နော်ဒါပေမဲ့ဟိုအစင်တော့ပြပါတယ်ဈေးကတော့တော်တက်တာပဲပေါ့နော်ဒီစားအုပ်ဆိုလည်းအမှန်တကယ်အဲကျွန်တင်ချာတော့မမှတ်မိဘူးပေါ့နော်2200ကျော်ထင်တယ်အမှန်တကယ်ကတော့သူ1000လောက်လည်းရပါပေါ့နော်အဲ့လိုပုံစံမျိုးလေးပါအဲဒီကောင်ကတော့ဒီစားအုပ်ကတော့ဒီဒီဝင်းစားအုပ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးပါဒီလိုအဲ့လို save with you goes အဲ့လိုစားအုပ်တွေတွေ့ရင်လည်းပေါ့နော်တစ်ချက်တော့ ဝယ်ကြည့်ဝယ်ကြည့်တဲ့ခါမှာဆိုရင်တော့ဈေးတက်တာပြီးတော့ဗောနော်စာအုပ်ကတော့ဒီ condition ကောင်းတာလေးရတယ်ဗောနော်ဒါပေမဲ့ condition ကောင်းတာတော့အမြဲတမ်းရမလို့တော့ဟိုမဆိုလို့ဗောနော်ဒါပေမဲ့ကျွန်တော်ဝယ်ခဲ့တဲ့ experience အရာကတော့ဒီ condition ကတော့မဆိုးဘူးဗောနော်ကောင်းတယ်လို့ပဲပြောမှာဗောနော်ဒီမှာလည်းသူတို့စစ်ဆေးထားတဲ့ဟာဗောနော်အဲ့လိုပုံစံမျိုးထင်တာပဲဗောနော်အဲအဆင်ပြေတယ်ဗောနော်အဲ့လိုပုံစံမျိုးလေအမေဇုံမှာအဲ့လိုပစ္စည်းလေးတွေ့ရင်တော့ကျွန်တော်ကတော့ပြောတယ်ဘာလို့ဈေးတက်တာနဲ့ဝယ်လို့ရတယ်ဗောနော် အဲ့တော့ဘတ်ဂျက်ထရေးဒါကျင်တဲ့လူတွေပေါ့နော်အဲမလွယ်တဲ့နေရာမှာမသုံးကျင်တဲ့သူတွေကဒီလိုနီလန်းလေးသုံးပြီးတော့ Amazon မှာဝယ်တဲ့အခါမှာဆိုရင်လည်းဒီလိုနီလန်းလေးသုံးပြီးတော့အဲဝယ်လို့ရတယ်ပေါ့နော်ဘတ်ဂျက်ထရေးဒါလို့ရပါတယ်